။စာလံကျမ်းအခန်းကြီး61အမြင့်ဆုံးသောဖရာဤကွဲကာယဌာနတော်၌နေတော်သူသည်အနန္တတကူရှိ၏အရေးကိုခိုးရလိမ့်မည်။ထာဝရဖရာသည်ငါကိုလုံရာငါဤရေတိုင်းငါကိုစားတော်ဖရာသခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏။ အကဲစင်စီမုံဆူဤကြော်ကွေးနှင့်၎င်းတည်တတ်သော အနာနှင့်၎င်းတင့်ကိုကင်းလို့စေတော်မူမည်အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တော်အောက်၌တင့်ဒီလုံကြုံစွာနေရလိမ့်မည်တစ္ဆာတော်ဒီတင့်ဤဒိုင်းလွားဖြစ်လိမ့်မည် ညအခါဖြစ်တတ်တော်ဘေးကို၎င်းနေ့အချိန်ပြစ်တော်မြားကို၎င်းမုံမိုက်ထဲမှာလက်တတ်တော်ကာလနာကို၎င်းမွန်တဲ့အချိန်၌ဖြစ်စည်းတတ်တော်ဥပတ်ကို၎င်းတင်းဒီမကြောက်ရာတီအနာမှာ လူတထောင်တီဤလက်ရပတ်မှာ လူတထောင်လဲတော်လဲ တင့်ကိုမထိမခိုက်ရာတင့်ဒီကိုမျက်စိနှင့်ကြည်၍မတရားတော်သူတို့၌ရောက်ရတော့အပြစ်ကိုမြေယုံမြသာရှိလိမ့်မည်ထောက်ရပြားသည်ငါကိုလုံရာ ဖြစ်တော်မူ၏ဟုတင့်ဒီဆို၍အမြင့်ဆုံးသောဖရာ၌နေရာကြတော်ကြောင်း သင်၌မကောင်းသောအနိဋ္ဌယုတ်မကတ်မရောက်သင်နေရာသို့ဘေးဥပ္ပမချင်းရာတော်လီရာရာ၌သင်ကိုစောင့်ရှောက်စေခြင်းကကောင်းကင်တပံတို့အားသင်အဖို့မှားထားတော်မူသည်ဖြစ်၍တီဤချေကိုကြောက်နေမတိမခိုက်စေခြင်းကသူတို့သည် တင့်ကိုလက်နေမဆချီးပင်းကြလိမ့်မည်တင့်ဒီချင်းတိနှင့်မွေစိုးပေါ်မှာကြော်သွား၍ချင်းတိပြိုနှင့်နှကားတို့ကိုချီပြည့်နေလိမ့်မည်သူဒီငါ့ကိုချစ်တော်ကြောင်းသူကိုငါကဲ့နှုတ်မည်ငါဤနာမကိုတည်တော်ကြောင်း သူ့ကိုငါချီးမြှောက်မည်သူဒီငါ့ကိုခေါ်သောအခါငါထူးမည်ဒုက္ခခံရသောအခါသူ့ဘက်မှငါနေ၍ချမ်းသာပေးမည်သူဤဘုံကိုလည်းထင်ရှားစေမည်ရှည်ရောအသက်နှင့်သူ့ကိုရောင်ရဲစေ၍ငါဤ ကဲတင်ချင်းကျေးဇူးကိုသူ့အားပြမည်